မြောက်ကိုရီးယားနိုင်ငံရဲ့ဟိုက်ဒရိုဂျင်ဘုံစံသက်ဖောက်ခွဲမှုအပေါ်မြန်မာနိုင်ငံသား၏ဝင်ကြီးဌာနရဲ့စိုးရိမ်မကင်းကြောင်းထုတ်ပြန်ချက်ကြောင့်နိုင်ငံတနမန်ဆက်ဆံရေးကိုမထိခိုက်နိုင်ဘူးလို့တနမန်ဆက်ဆံရေးကျွမ်းကျင်သူတဦးကသုံးသပ်ပြောဆိုပါရယ်ဥအားကသတင်းပေးပို့ထားပါရရှင်မြောက်ကိုရီးယားနိုင်ငံအနေနဲ့ဇန်နဝါရီလ6ရက်နေ့ကဟိုက်ဒရိုဂျင်ဘုံစံသက်ဖောက်ခွဲမှုပေါ်မြန်မာနိုင်ငံသား၏ဝင်ကြီးဌာနကအထူးစိုးရိမ်မကင်းကြောင်းထုတ်ပြန်ချက်တရက်ကိုဇန်နဝါရီ7ရက်နေ့ကထုတ်ပြန်ခဲ့ပါရယ် ဒီထုတ်ပြန်ချက်မှာဟိုက်ဒရိုဂျင်ဘုံစမ်းသပ်ဖောက်ခွဲမှုဟာကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့သက်ဆိုင်ရာဆုံးဖြတ်ချက်ကိုချိုးဖောက်ရကြပြီး BB ဆိုင်ရာလက်နက်မပြန့်ပွားရေးကိုထိခိုက်ကြောင်းကိုရီးယားကျွန်းဆွယ်တင်းမောင်မှုကိုလည်းမြင့်တက်စေတဲ့အတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့သက်ဆိုင်ရာဆုံးဖြတ်ချက်ကိုလိုက်နာဖို့တိုက်တွန်းကြောင်းဖော်ပြထားပါတယ်။ဒါဟိုသူ့ကိုကျွန်တော်တို့ကရန်လုပ်နေတာမဟုတ်ဘူး။သတိသတိပေးနေတာ။ဒါတော့မလုပ်သင့်ဘူး။လုပ်မယ်ဆိုလို့ရှိရင်လေကုလသမဂ္ဂကျွန်တော်တို့ဒီဘာခေါ်လဲ ုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်တွေပေါ့ဆုံးဖြတ်ချက်တွေနဲ့အညီဆောင်ရွက်တင်နေဆိုတာသတိပေးနေတာဒါကြောင့်မလို့တတမန်ဆက်ဆံရေးကိုတော့လုံးဝစထိခိုက်လာစရာအကြောင်းမရှိဘူးလို့သူတို့ပြောချင်တယ်လက်ရှိဆိုရလက်ထမမြန်မာနိုင်ငံအနေနဲ့ပြည်ပနိုင်ငံအနေနဲ့ဆက်ဆံရေးမှာကောင်းမွန်တဲ့အခြေအနေတွေရှိထားတယ်လို့ဆိုပါတယ်လာမယ့်ဆိုအပ်တဲ့ဖွဲ့ခွင့်ရမြို့သားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ရွေးကောက်ပွဲကျင်းပစရမ်းမှာလည်းကမ္ဘာနိုင်ငံနေနဲ့ဆက်ဆင်ရမှာပေါ်ပေါက်လာတဲ့အရေးကိစ္စတွေကိုစစ်မှန်တဲ့ဒီမိုကရေစီခြေကများဘက်ကခိုင်မာဆိုင်ရွတ်တည်သွားမယ်လို့ထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံရဲ့ လူမှုအဖွဲ့အစည်းရဲ့လက်ရှိရှိနေတဲ့ဒီဒီကျွန်တော်တို့ဟို concept ပေါ့နောက်ကမြန်မာနိုင်ငံရဲ့လူဦးရေအခြေအနေမြန်မာနိုင်ငံရဲ့နေနမိတ်အခြေဝန်မြန်မာနိုင်ငံရဲ့တင်ဇာတတင်ဇာတကိုခွဲဝေတုံးဆွဲမှုရှိနေတဲ့တိုင်းရင်းသားလူမျိုးတွေရဲ့အခြေအနေအဲ့ဒီလူတွေရဲ့ဖွဲ့စည်းအချုပ်ပုံအခြေခံဥပဒေပေါ်မှာသဘောပေါက်မှုတနည်းအားဖြင့်ပြောရင်ဒီမိုကရေစီပေါ်မှာသဘောပေါက်မှုဒါတွေဟာကျွန်တော်စဉ်းစားမှာပါတခုတည်းတစ်ပိုင်းနဲ့ တစ်ဖြတ်သေးကိုတော့ပြီးစဉ်းစားပြီးတော့ကောက်ချက်ချမယ်ဆိုရင်လွဲမှတ်တတ်တယ်ဒါကြောင့်မလို့ဘက်စုံအောင်စဉ်းစားပြီးတော့မှဟလာကောက်ချက်ချစီမံချက်ပြုလို့တိုင်းပြည်တိုးတက်အောင်ဝိုင်းပြီးဆောင်ရွက်ပေးကြပါလို့ဒီလိုပြောချင်တယ်မြန်မာနဲ့မြောက်ကိုရီးယားနိုင်ငံတို့ဟာ1984ခုနှစ်မှာနှစ်နိုင်ငံဆက်ဆံရေးကိုစတင်ခဲ့ပြီး1983ခုနှစ်နောက်ပိုင်းမှာနှစ်နိုင်ငံတရမန်ဆက်ဆံရေးကိုမြန်မာဘက်ကဖျက်တော့ခဲ့က2008ခုနှစ်မှာတရမန်ဆက်ဆံရေးကိုပြန်လည်စတင်ခဲ့ပါတယ်ကျွန်တော်အာကာပါ